အကုန်လုံးမြင်တဲ့အတိုင်းပဲကျွန်တော်တို့ပြိုင်ပွဲဝင်မဲ့ Chance Circuit ကြီးကိုရောင်းနေပဲဖြစ်ပါတယ်ဒီ Chance Circuit ဆိုတာကတကယ် MotoGP ပွဲတွေပါကျင်းပနေတဲ့ကွင်းပေါ့နော်တကယ် International ကွင်းဆိုလို့ရှိရင်လည်းမမဘူးအဲကျွန်တော်ထပ်ပြီးတော့ remind ထပ်လုပ်ပေးချင်တာတခုက26ရက်နေ့ကျရင်တော့ကျွန်တော်တို့ practice ရှိမယ်ပေါ့နော်ဒါ official practice အဲ29ရက်ကျရင် qualify qualify ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီ final 28ရက်နေ့ပြိုင်မဲ့ပွဲမှာထိပ်ဆုံးမှနေရမှာလားနောက်ဆုံးမှနေရမှာလားဆိုတာကိုစစ်ဆေးတဲ့ပွဲပေါ့နော်အဲ29ရက်နေ့ကျရင် qualify မှာ ဲ့တော့ကျွန်တော်တို့သတင်းတွေအကုန်လုံးရောဒီမှာရှိနေတဲ့ဟာတွေအကုန်လုံးရော up to date တောက်လျှောက်တင်ပေးသွားမယ်အဲ့တော့ပြိုင်ပွဲနေ့28ရက်နေ့တော့မဖြစ်မနေလားအားပေးဖို့မျောလင့်ပါတယ်အဲ့တော့အကုန်လုံးလဲလာပြီးတော့ကြည့်မယ်လို့လဲမျောလင့်တယ်အားပေးမယ်လို့လဲမျောလင့်တယ်အားလဲအားပေးစေချင်တယ်ပေါ့နော်ဒါလေးပြောပြချင်တာပါကြီးကြီးအားကြီးတင်ပါတယ်အဲ့တော့သုံးစံအတိုင်းပဲကျွန်တော်တို့စတစ်ကာမပါတော့ဝင်လို့မရသေးဘူးပေါ့နော်။ညနေ9:00နာရီမှာတစ်ခေါက်ပြန်လာပြီးဝင်မယ်။အဲအဲကြောင့်မှကျွန်တော်တို့ကွင်းထဲမှာစိုင်းကယ်တွေဘယ်လိုတွေပြင်ဆင်နေလဲ၊ဘာတွေလုပ်လဲ၊ပြိုင်ပွဲအတွက်ကိုဘာတွေ ready လုပ်နေလဲဆိုတာကိုထပ်ပြပါမယ်။ အခုကျွန်တော်တို့ပြိုင်မဲ့ကွင်းထဲကိုရောက်နေပြီပဲဖြစ်ပါတယ်အဲ့တော့မြင်တဲ့အတိုင်းပဲစိုက်ကယ်နဲ့မောင်းနေကြပြီပေါ့နော်ခဏနေကိုတီမောင်းပါတော့မယ်ဒါတော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့ပစ်ကဲရှေ့မှာပေါ့နော်ခဏနေကျွန်တော်တို့စိုက်ကယ်လေးကိုပြမယ်ပြိုင်မဲ့ဝင်မဲ့စိုက်ကယ်တအားမိုက်ပါတယ်ကျွန်တော်တို့လည်းစပွန်ဆာတွေအများကြီးပေးထားတယ်စပွန်ဆာပေးသွားတဲ့လူတွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ပြိုင်မဲ့ဝင်စိုက်ကယ်လေးကိုကြွားကြည့်အောင် ခုကျွန်တော်တို့ဆိုင်ကယ်ကိုစမ်းမောင်းကြည့်ဖို့အတွက် ready ဖြစ်နေပြီပေါ့နော်ဒီအညီလေးအကုန်လုံးကလည်းတေချာလုပေးပြီးသွားပြီအခုကိုတီးယားဆိုင်ကယ်နဲ့သူနဲ့ကွက်တီဟိုမဟုတ်ချိန်မို့အတွက်သူလက်ရည်တွေချိန်ရည်တွေဝင့်နေပြီပေါ့နော်အခုဆိုင်ကယ်ကိုသူတစ်ချက်စက်တင်လေးချိန်မှာပဲဖြစ်ပါတယ် အလဲကြမှာပဲနှစ်ပတ်ပဲရှိသေးတယ်။ကွင်းပိတ်သွားတယ်ပေါ့နော်။ဘယ်တစည်းမှောက်သွားလဲတော့မသိပါဘူး။နည်းနည်းအန်ရီတော့များတယ်ပေါ့နော်။ကျွန်တော်ကွင်းထဲမှာအဲ့လိုမျိုးအနီအောင်ပြပြီးရောရက်တယ်ဆိုတော့တော်တော်ကြီးကိုစိုးရတဲ့အခြေအနေမျိုးလို့ပေါ့နော်။ကွင်းမှာပိတ်လိုက်ရပါတယ်။အဲ့တော့ဒီမှာဘာဖြစ်လဲကျွန်တော်ထပ်ပြပြပါမယ်။ဘာပဲရှိသေးတယ်ကျွန်တော်မှောက်သွားတယ်ပေါ့နော်မှောက်သွားတယ်ဆိုတာတခြားဘိတ်မှောက်သွားတာမှောက်သွားတာအချင်းတွေတော်တော်ဆိုးရလို့ပြောပါတယ် ဲ့ဒီမောင်းသွားတာနောက်တစ်ပတ်ပြည့်တဲ့အထိကိုအဲ့လူကမောက်တဲ့နေရာထမလာဘူးလို့ပြောတယ်ပေါ့နော်တော်တော်အခြေအနေဆိုးတယ်ပေါ့နော်မလွဲပါဘူးအမြောက်ဂွပိတ်ချင်းပဲဖြစ်ပါတယ်အကုန်လုံးကမောင်းမမောင်းသေးဘူးတိုင်းတော့မပြောင်းသေးဘူးမောင်းနေတာဒီနေ့၃စီးရှိသွားပြီပေါ့ ော်ကိုဒီဒီနေ့အခြေအနေလေးပြောပြပါဦးအခြေအနေကနေ့ကတော့အာလုံးဝအားမရပြအားရစရာမကောင်းဘူးပေါ့နော်ကျော်လည်းတွေ့ပါသေးတယ်ရောက်ခရေရဆိုင်ကရပြင်ဆင်စင်နေမပြီးဘူးမပြီးရမပြီးရတဲ့နေ့တပိုင်းမမောင်းလိုက်ရဘူးပေါ့နော်အဲမောင်းလို့ရတော့လဲမောင်းလို့ရတဲ့20ဆင်မောင်းလို့ရတယ်မောင်းလို့ရတဲ့20ဆင်ကျတော့လဲဆိုင်ကရကွင်းထဲမှာမောက်ကြတဲ့ခါကျတော့ reflect ဆိုပြီးပြသွားတော့အချိန်ကြီးမမောင်းလိုက်ရအောင်အဲဆိုတော့ဒီချိန်ချိန်မရလိုက်ဘူးပေါ့ဟုတ်တယ်အဲ့တော့ဘရမတော့မောက်သွားတော့ကျွန်တော်ထားလိုက်ပါလေလို့ နောက်ထောက်ကြရင်တော့ AC ဖြစ်မယ်ပေါ့ဆိုပြီးအထက်ပြန်ထိုင်နေပေါ့နော် relax relax လို့ AC 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 ဆိုပြီးတော့နေလိုက်တယ်နေပြီးတော့နောက်ထပ်မောင်းတယ်မလဲမောင်းကျွန်တော်တို့အားရနေပေါ့နော်မှတ်နေပြီအဲဒီ lab ကိုလည်းကျွန်တော်ရဲ့ကျွန်တော်ရဲ့ဟိုရဲ့မှတ်နေပြီမှတ်နေရခြင်းကြောင့်ပါကိုဒီဘယ်လိုတက်ပြက်လဲတက်မောင်းဟုတ်တယ်မနောက်တရားကထမောက်နောက်တရားကထမောက်ထမောက်တော့ပြန်ပိတ်ကွင်းပြန်ပိတ်ပြီးတော့ထဲကျဝင်ရပြန်ရောအဲ့ဒါထဲပြန်ဝင်လာတော့သူကခဏနည်းနည်းတော့မောက်တယ်ဆိုပြီးပြောတယ်အဲ့ဒါပြီးမလားဆိုတော့နောက်ဟောက်ပြန်ထွက်တော့နောက်ဟောက်ထမောက် ်ပြီးသွားတာဒီနေ့တော့ drama ကြီးတယ်ဒီကိုလက်ရှိချိန်ကိုမရလိုက်ဘူးဒီချိန်ကိုမရလိုက်ဘူးဟိုဆိုင်ငယ်ရတဲ့ဒီနေ့မှအကုန်လုံးတေချာလောက်ရတာပေါ့နော်အဲ့လိုဖြစ်နေတယ်လက်ပြန်တရက်တော့လဲအားကိုးရမှာပဲနော်ချိန်တော့မင်းတစ်ချိန်တော့ရှိသေးတယ်ပြန်တစ်ချိန်တော့ရှိပါသေးတယ်ဘယ်လိုလဲဆိုင်ငယ်ကတော့တော်တော်လေးတော့မနက်ကတည်းကစားရောအများကြီးစိတ်နေပါဘူးโอเคပါဘယ်နက်ကတော့ကိုတီတလိုဖြစ်နေချက်ချိန်နေမရတော့ဘူးလေပါတကယ်တကယ်ချိန်ရောက်နေပြီကွာတကယ်လက်ကြည့်ရမယ့်ချိန်ရောက်နေပြီ အဲ့ဒါကိုစိုင်ကဲ ready မဖြစ်ဘူးဆိုတော့အဲ့ဒါ Okay ပါဆိုဒီနေ့တော့လောက်ပဲကြောက်လဲလက်ပြမပေါ့ Okay 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 အခုကတော့ကျွန်တော်တို့ဒီစင်မောကိုတက်ကြည့်မှာပဲဖြစ်ပါတယ်ဒီစင်မောကကြည့်ရတဲ့အရာသာလဲဘာလဲမလဲလို့မရဘူးပေါ့နော်ကျွန်တော်အဲ့ဒါကိုတိတိကျကျလေးပြပါမယ်ခုဒါစပြီဆိုလို့ရှိရင်ခုမြင်တဲ့အတိုင်းပဲလို့ပြောစိုင်ကဲတွေတန်းစီပြီးထွက်သွားတာပဲဖြစ်ပါတယ်ဒီနေ့တိုင်းပဲကျွန်တော်မှမြင်ရတဲ့အတိုင်းပဲစိုင်ကဲကိုဒီလမ်းနဲ့တော့ရှောက်သွားရတယ်သွားပြီးသွားရင်အဲ့မှာပစ်လိန်မလန်းလေးရှိရပေါ့နော်အဲ့လန်းလေးကနေပြီးတော့ဘေးကနေပြီးတော့ အဲ့လိုဝင်သွားတာပါသူလမ်းလေးနဲ့သူရှိရပေါ့ဗျာအဲ့ဒါတွေအကုန်လုံးဒီကွင်းထဲမှာရှိရဒီစီကန်းနေနဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးကျွန်တော်ဗီဒီယိုတစ်ပုဒ်တစ်သက်ထုတ်လုပ်ပေးမယ်ဘယ်လိုဆိုတော့မိုက်တယ်မလားပြောနေတယ်လည်းဒီမောက်သွားပြီဗီဒီယိုလည်း ုံးဝဗျာကျွန်တော်ဒီဆိုင်ငယ်ဝါဒနာပါရဲ့လူတွေအကုန်လုံးကလေဟိုဆိုင်ငယ်ပြိုင်ပွဲတပွဲလောက်ကိုဒီလိုကွင်းထဲမှာလာဟိုကြီးတင်တယ်ဗျာဒီလားဒီ state ပေါ်ကနေပြီးတော့ကွင်းကိုကြီးရတဲ့အရာလာလုံးဝဆိုင်ငယ်ဝါဒနာပါရဲ့လူတွေဆိုပြီးဗာနဲ့မလဲလို့မရဘူးဗျာဒီလားတကယ်ကိုမိုက်တာတကယ်ကိုရှယ်ဘာမှမဟုတ်ဘူးကွင်းထိုင်ကြီးနေရတယ်ဟိုရတာရှိရဗျာတကယ်ကဲဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ဒီနေ့တာဗီဒီယိုပဲဖြစ်ပါတယ်အဲတော့ကြည့်ရတာလည်းကြိုက်လိမ့်မယ်လို့မျှော်လင့်နေပါတော့ ဘာလို့လဲဆိုတော့ సైకిల్ ကကျွန်တော်ကဒဇီးလုံးအစအဆုံးအကုန်ပြန်ပြီးတော့ဆင်လိုက်ရတယ်ဆိုတဲ့အနေအထားတစ်ခုမှာအခုလိုမျိုး error လေးတွေအခုလိုမျိုးပြဿနာလေးတွေကတော့ရှိနိုင်တယ်ပေါ့နော်မနေ့ပြန်တော့တရလုံးကြံသေးရမနေ့ပြန်ထပ်ပြီးတော့ practice ချက်လုပ်ရမယ်ပေါ့နော်ဒီနေ့မောင်းတဲ့လူတွေမှာလည်းအရန်ချမ်းတဲ့လူတွေလည်းအများကြီးပဲတကယ်လဲကြမ်းကြတယ်တကယ်လဲဟိုမောင်းကြတယ်ပေါ့နော်အဲ့တော့ ဒီတစ်ခါဘယ်ဖြစ်ဖြစ်ဘယ်ခါဘယ်ဖြစ်ကျွန်တော်တို့စုရသည်မရသည်ဆိုတာထက်ကျွန်တော်တို့အားပေးဖို့ပုံမျှော်လင့်နေတယ်ကျွန်တော်တို့ဒီမှာစုရတာမရတာထက်ဒီထဲမှာဝင်ပြိုင်ဖို့ပဲကျွန်တော်တို့အများကြီးစူးစမ်းအားထုတ်ရတယ်ပေါ့နော်ဟိုဆိုင်ငယ်နဲ့လူနဲ့ဝေးနေရတဲ့ကြောင်း training နေတာဟိုတကြောင်းပေါ့နော်အဲ့တော့နောက်ပိုင်းတွေမှာလည်းကျွန်တော်တို့ training တွေအများကြီးပြပြဝဝနဲ့ဟိုလှုပ်သွားနိုင်အောင်လည်းစူးစမ်းမယ်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲနောက်နေ့ဗီဒီယိုလေးကိုနောက်နေ့ကြောက်လို့ရှင်ထပ်ပြီးတော့ပြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်